ားလုံးပဲမင်္ဂလာပါရှင်။ကျွန်မကတော့ Rose ပါ။ဒီနေ့မှာတော့ဆီယမ Heritage ရေးသားထားတဲ့ Right You Are Own History ဆိုတဲ့ဝတ္ထုလေးကို အပိုင်း15အနေနဲ့ဆက်လက်ဖတ်ပြပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။ဆရာကြီးဦးစံရွှေ ဖိုးကွင်းရွာ၏တရားဝင်အုပ်ချုပ်ရေးမှူးဖြစ်လာသည့်နောက်ပိုင်းရွာမှာလောင်းကစားဝိုင်းတွေအရက်ဝိုင်းတွေပိတ်ဖို့တားမြစ်အမိထုတ်သည် ဖရာထီတော်နှင့်စိန်ဘူးတော်ပြင်ဆင်မိကိစ္စအတွက်ရွာ၏ရန်ပုံငွေစရင်အတိအကျယူ၏ဦးစိန်ဟန်တို့လက်ယူထားသည့်အလူငွေစရင်ကိုလည်းတေချာစီစစ်၍တကြက်မကြမ်းပြန်အပ်စေသည်အဲ့ဒါတော့အတုံးမကြလို့ဖြစ်ရတာကိုစိန်ဟန်ဥက္ခရာရာဒူးကနေစင်ပေးရတဲ့အပြင်ကိုရထားတဲ့ငွေတွေပါပြန်ပေးနေရပြီ ဥစိန်ဟန်မိန်မမတန်နူကစောစောစီစီခုနှစ်အင်ချာရှစ်အင်ချာအော်ဟေရန်လုံးနေတော့သည်တူတူပြောပါဟာမတန်နူရကိုယောက်ျားအစင်မပြေဖြစ်နေတာကိုနှစ်သိပ်ဖေးမှပြေးမှမရှိဘူးပူကြီးကွန်ကြီးလုံးနေတော့တာပဲဥစိန်ဟန်စိတ်ညစ်ညူစွာညီးတွားနေတော့ဒေါ်တန်နူအတန်ကပူကျဲလာက ဒီလောက်ပူကြီးကွန်းကြီးလုံနေတာတော့တော်အဖြစ်မရှိတဲ့ဟာဒီမိမ့်မသာပါဇက်ပိတ်နေရင်တနေ့ထမင်းသုံးနှစ်တောင်မှန်ပါမလားတစ်တာတွေကငွေတွေအကုန်ပါသွားတဲ့အပြင်ကျုပ်လက်ောက်သုံးခွင့်မှာအစ်စ်ထည့်ပေးလိုက်ရပါကောဒီနေ့နှမ်းပဲပေါ်ရင်ပြန်လုံးလိုက်လို့ရတာပဲငါတို့မှရားရီကြံ့မာသေးတယ်အမလီကိုစိန်ဟန်အဲ့ဒီရားရီသာထပ်ပြုတ်ရင်တော်ဒီရင်ဘောကခေါင်းနဲ့ဆင်းရမယ်မှတ်ကိုတမီကတားဖွားစီရမှာဖြစ်တော်မယ်ဂုံနဲ့ယာလူနဲ့တန်တန်ခတ်ခတ်လေးရဲ့တော့လို့အဖေမျိုးကြောင့်တမီမျက်နှာငယ်မှာကြောက်မိတယ်သိရလား မေထိတ်ထားစာလုံးနေရာမှာအောက်ထမစကားသံများကြောင့်စိတ်ရှုပ်လာမိသည်အဖေဥက္ခရာရာသူပြုတ်သွားကြတဲ့ကအမေနဲ့နေတိုင်းလူလူရံဖြစ်စကားများနေတတ်ကသူမကြောင်းပိတ်ရဲ့အလဲပြန့်လာတာတော့နားအေးပါရင်မနေရပါရှုပ်ထွေးလာသည့်နိုင်ငံရေးကိစ္စရွေးကောက်ပွဲကိစ္စတွေကိုလည်းစိတ်ကုန်စိတ်ပြတ်မိသည်ဘယ်အစိုးရတက်တက်ကိုလုံးမကိုစားရသည်ပဲ ဘာကြောင့်များဒီရေးကိုသာစိတ်ဝင်စားခိုက်ရဲများနေကြသည် မတည်ကြည်သူမကတော့စာမလွဲ၍တခြားဘာကိုမှ စိတ်မဝင်စားနိုင်တမီးဒဇင်ွယ်ရောက်နေတယ်အမေခေါ်တန်းကြောင့်ထိတ်ထားမျက်မှန်ချိုး၍သပင်ကိုတေချာဖီးတင်ရှင်းလင်းကအဝေးအစားလဲပြီးမှ အောက်ထက်သို့ဆင်းခဲ့၏တငယ်ချင်းဒဇင်ွယ်က သူမဆင်းလာတာမြင်မှထိုင်ရမှထားရသည်ဒီနေ့စာသင်ကျောင်းကတို့ကိုစီအဝေးခေါ်ထားတယ်လေအဲ ဟုတ်သားပဲငါမေ့နေတာဒီနေ့ရွာကလူငယ်တွေကိုစာတင်ချောင်းမှာစူဝေးချဖို့ရွာလူကြီးကိုယ်တိုင်ကြီးညာထားသည်ဘာအတွက်စီဝေးမလဲမသိပေမဲ့လူစုံသက်စုံရောက်လာကြမှာကျင်းသည်ဤနင်လာခေါ်လို့တော်သေးတာပေါ့တစင်ရဲ့မဟုတ်ရင်ငါမေ့တော့မလို့အမေတမိစာတင်ချောင်းကိုတစင်နဲ့လိုက်သွားအောင်မယ်နော် အမေစီကကွန်ပျူတာတောင်းပြီးမှထိတ်ထားနေတဲ့စဉ်စာတင်ချောင်းတို့လျှောက်ခဲ့ကြသည်။ကျောင်းမှာကလေးတွေရောလူကြီးလူငယ်တွေရောစုညီစွာရောက်ရှိနေပြီဖြစ်ကမိထိတ်ထားတို့အတန်းပေါ်တချို့ကိုလည်းတွေ့ရသည်။ဟဲ့ရွှေခဲကိုမမြင်ပါလား။ तू မလာဘူးထင်တယ်။မိထိတ်ထားကသစင်းဘက်လက်ပြောရင်ဟိုဟိုဒီဒီမျက်စိကစားကြည့်သည်။ तू ကမန္တလေးမှာလို့ပြောတယ်။နင်းနဲ့အဆက်အသွယ်မရှိဘူးလား။ဟင်အင်း तू ဖုန်းနံပါတ်မရှိဘူး။ तू ပြန်သွားတာအတော်ကြာပြီထင်တယ်။ ရွှေခဲကရွာချောင်းမှာကလေးကထိတ်ထားလို့နဲ့တိတ်မရောပဲခတ်တန်းတန်းနေသူဖြစ်၏။တစင်ွယ်တို့ကလည်းရွှေခဲနဲ့အခေါ်အပြောနေသည်။နင်းကရွှေခဲကိုဘာလို့မေးတာလဲ။ထူးထူးဆန်းဆန်းတွေ့ရင်တော့မတည့်ပဲဝေးတော့မှတတိယနေပြီလား။မဟုတ်ပါဘူးဟဲ့။မေထိတ်ထားကခေါင်းခါပြားရင် flash မီးရောင်တစ်ချက်လက်သွားသေးကိုတတိမပြူမိလိုက်ပေ။ဟိတ်ကောင်ပူချွန်းဒါမျိုးじゃလက်သွက်ချက် အတန်တွေကြားလိုက်ရသဖြင့်ဒဇင်တို့ထိုအတန်တွေလာရစီတို့ လက်ကြည့်မိကြလည်းပူချုံတို့တာဂီတို့အဖွဲအခန်းပြင်ပအုတ်ခုံတိုင်းမှာထိုင်နေသည်ကိုမြင်လိုက်ရသည်နေကင်းကြောင်တောင်ကြီးကို flash မီးဖွင့်ပြီးတပုံရိုက်နေတယ်ဘလို့လို့ပုံကကြည့်ရောမလို့ဟာပေးစမှာငါပြန်ရိုက်ပြီးမယ်တာဂီကပူချုံလက်ထဲကဖုန်းကိုဆွဲယူကကင်မရာချိန်လိုက်ဤတို့အခါမှထိတ်ထားတို့ကိုတပုံရိုက်နေမှန်းသိလိုက်ကထိတ်ထားမျက်နှာလေးတင်းသွားဤထိတ်ထား ကာဂီတို့ကနင့်ဘက်ကိုတပ်ပုံရိုက်နေတာဖြစ်မယ်။တစင်ကတီတိုကပြောတော့ထိတ်ထားထိုင်နေရမှထားရလိုက်ဤတို့နေရာပြောင်းရအောင်။ပြောနေစဲမှာဆီယာမယင်ကြီးခင်တို့ဝင်လာသည်။ဟောတမီးတို့ဘယ်တော့ကရောက်နေကြတာလဲ။ဆီယာမတွေက ထိတ်ထားတို့ကိုနှုတ်ဆက်ကြသည်။ထိတ်သားကစာတော်တိကျောင်းသူမှုဆီယာမတွေအတူအေးပေးခြင်းကိုခံရသူဖြစ်၏စိုးစိုးကမှရောက်တာပါဆီယာမဒါနဲ့အเจ้าကဘာအတွက်အစည်းအဝေးခေါ်ရလဲရင် ဆီယမတို့လည်းမတိသေးပါဘူးတမီးရဲ့အုတ်ကြီးကကျင်ညာမတိမှာကဲလာလေဆီယမတို့နဲ့အတူလာထိုင်ရှင်ကြီးကခေါ်မှထိတ်ထားလို့ဆီယမတွေကြားတယ်မယောင်မလဲပါသွားသည်ဟိုမှာပါသွားပြီဝင်သွားပြီအဲ့ဒါမင်းကြောင်တာကီးကပူချွန်းကထိတ်ထားပါသွားသည်နောက်သူခါကြီးဆန်၍မျောကြည့်ရင်တာကီးပခုံးကိုဖြောင်းကနေရိုက်ထဲ၏တာကီးပူထူသွားသည့်ပခုံးကိုပိုး၍လက်ထဲကဖုံးလို့မကြအောင်မနေထိန်လိုက်ရတာက ငါနဲ့ဘာဆိုင်လို့တော့ပုချိုးနှမပေးကကို့ဘာသာဖြစ်မရှိပဲဒီမှာလာပြီးငုတ်တုတ်ထိုင်နေရတာကိုများမင်းရဲ့တန်ဆူကြီးဟိုကကြားပြီးဆီယမရီနဲ့လိုက်သွားတာလေဘာမှမဆိုင်ဘူးတို့တပ်ပုံရိုက်နေမှန်းတိလို့ထထွားတာအဲ့ဒီကလေးကတိလိုက်တော့ပုချုံမင်းကိုသူကညင်းလိုက်ပြီးငါဖွင့်အောင်မပြောရသေးဘူးဘလို့လုံညင်းမှာတော့ပုချုံမင်းအဲ့ဒီလိုဒုံးဝေးလို့ချိန်ပါဖြစ်နေတာကောင်မလေးတွေကသူတို့သာကြိုက်ရင်အထာတွေပေးတက်လိုက်ကြတာမှ ပြောမနေနဲ့မင်းကိုမေးထိတ်ထားကကြိုက်ရင်ခုနကလိုထထွက်ထားเสียအချောင်းကိုမရှိဘူးသူ့ကိုတပုံရိုက်နေမှသိရင်သပင်လေးတက်တလူလူလက်ကလေးပုတ်တလူလူလှုပ်ပြပြီးပူတော့အထာပေးအောင်မယ်မကြိုက်လို့ထသွားတာအတိတာကြီးပုချောတာကိစကားကိုဘလို့ပြန်ချေပါရမှမသိပဲပြောသည်များငင်ခံနေပြီးမှငါရီးစားတာပေးဘူးတယ်ကွသူလက်ခံနေဘယ်တော့ကပေးတော့မင်းကိုယ်တိုင်ပေးတာလားမဟုတ်ဘူးလေရွှေရဲကတစင်ပေးခိုင်းတာတာကိ ကျုခနဲတဲ၍မျက်နာကြီးမဲလိုက်ခါအဲ့ဒါကြောင့်မင်းကိုဒုံးဝေးပါတယ်ပြောတာတကယ်ဂျိုသူမနှကောင်ကိုသွားဆက်ပေးနေတယ်အဲ့ဒီနှစ်ယောက်ကဘယ်တော့ကတက်လို့တော့ရွှေခဲကစိတ်ကောင်းမွေးပြီးစာပို့တယ်ပဲထားမင်းစာကိုမေးထိတ်ထားကတိမ့်ထားမထင်သလားငါတော့မထင်ဘူးပုချုံရေဖြဲမပြင်းကန်ကောင်းငတုံးဘေးကအစင်းမျိုးနဲ့သူရကလည်းတာကိစကားကိုလိုက်ထောက်၍တယောက်တစ်ပေါက်နှိတ်ကြသည်မကြိုက်ရင်ကြိုက်လာအောင်လုပ်မှာပေါ့ကြိုးစားရမှာပေါ့ငါကယောက်ျားလေးပဲအခွင့်အရေးရှိတယ် မင်းတို့စုပ်ချုံချုံကောင်ကိုဘသူကကြိုက်မှာတော့နမေကူကပုတ်ချုံနဲ့နည်းနည်းမှရင်ခုန်ကြည့်ရမှရှိဘူး။သူရအကယ်ရလိုက်ပြန်၏။ပုတ်ချုံကနာဟန်မပြပဲ confident level မြင့်နေစေရှိလျက်ငါနမေကမိုးတူရင်လေငါနဲ့မိထိတ်သားချစ်သူတွေဖြစ်ရင်မောင်ဖြစ်ဖြစ်ကိုမိုးဖြစ်ဖြစ်ခေါ်ခိုင်းမှာပေါ့ကွ။ပူချုံလို့ဘဲမအေးဘေးကစခေါ်လိုက်စလဲမသိဘူးမင်းဘိုးကြီးကခေါ်လာလေနွားရဲ့တကယ်စိတ်ကူးကရှင်းလိုက်သေးတယ် ပုတ်ချုံးကိုဝိုင်း၍ကလော်တုံနေကြစေတွင်အစီအဝေးခမ်းမာထဲမှလူစုကြဖို့အုတ်ကြီးကမိုက်နှင့်စော်အော်လိုက်သည်ဖြင့်သူတို့အားလုံးခမ်းမာထဲဝင်ခဲ့ကြသည်ဆရာကြီးဦးဆန်ရွှေတဖြစ်လဲဥက္ကရာကြီးဦးဆန်ရွှေကဆယ်အိမ်မှုရာအိမ်မှုလူကြီးမင်းများနှင့်အတူရှေ့ဆုံးမှဖြာခင်းထိုင်လျက် ကျွန်တော်ရွာကလူကြီးလူငယ်တွေဆရာဆရာမတွေအကုန်လုံးကိုခေါ်ပြီးအစည်းအဝေးလုပ်ရတာကအကြောင်းရင်းရှိပါတယ်။ဒီကြောင်းအတွက်လာမယ့်နှစ်မှာအလဲတန်းကျောင်းတရားဝင်ဖွင့်မှုကျောင်းဆောင်အစ်စ်ချပေးဖို့ကျွန်တော်သားကတစဉ်လွှတ်တော်အမတ်တွေစီတင်ပြထားတယ်။သူတို့ကလည်းဒီကိစ္စကိုအမြန်ဆုံးဖော်ဆောင်ပေးမယ်လို့အကြောင်းကြားလာတယ်။ဒီသတင်းကောင်းပြောချင်လို့ဒီနေ့အခုလိုခေါ်လိုက်ရတာဖြစ်ပါတယ်။ ဥက္ကရာကြီးစကားကြောင့်ဆရာဆရာမတွေရောရွာသားတွေပါဝမ်းမြောက်ဝမ်းသာဖြစ်ကညနာတွေရွှင်မြူးသွားကြသည်ဥက္ကရာကြီးကစကားသံတွေဆဲသည့်အထိ ခနာဆောင်နေပြီးမှနောက်တစ်ခါကလူငယ်တွေចောင်းကကလေးတွေအတွက်ဝမ်းသာကြတဲ့တင်ဖြစ်မှာပါအဲ့ဒါကတော့ចောင်းစာကြီးတိုက်တခုဖွင့်ပေးတော့မယ်တင်မှာပဲအတန်တွေထွက်လာပြန်သည်ရွာတရွာဟာစာပေဘဟုတုတာကျေဝဖို့အသိဉာဏ်ဖွင့်ပြဖို့စာကြီးတိုက်တခုတော့ရှိတင်တယ်လူတိုင်းလူတိုင်းစာဖက်တင်တယ် စာဖတ်တဲ့အလေးအကျင့်ကောင်းလေးတခုမွေးမြူထားတဲ့နဲ့အဲ့ဒါမှစာပေနှက်ဆက်ပြီးဘဝတုတများလာမယ်အမားလားအမှန်လားအကောင်းလားအဆိုးလားဝေခွဲတက်လာမယ်အဲ့ဒါကြောင့်စာကြည့်ရိုက်ဖွင့်ပေးတဲ့အခါလူတိုင်းစာဖတ်ဖြစ်အောင်ဖတ်လေပါစာကြည့်ရိုက်ကဘယ်တော့ဖွင့်မှာတော့ဆရာကြီးအဲ့ဒါကရောအထက်ကချပေးမှလားရွာကရမုံငွေကောက်မှလားဆရာကြီးဟုနှုတ်ကြိုးနေသည့်ရွာသားတစ်ယောက်ကလူအုပ်ထဲမှအော်မေးလျင်ဆရာကြီးကပြုံးလိုက်ရင် စာကြည့်တိုက်ဆောက်ဖို့ဖွင့်ဖို့မြေနေရရောအစအဦးရောစာအုပ်တွေရောအထက်ကချပေးမှမဟုတ်သလိုရွာကနေရံပုံငွေကောက်မှလည်းမဟုတ်ပါဘူးအလူရှင်ရှိပါတယ်ဗျာဟင်ဘသူတော့ရွာသားတွေတန်တော်မေး၍လှုပ်လှုပ်ရွာရွာဖြစ်ကုန်ကြသည် မြေနေရကဟောဒီတောင်ဘက်ရာချမ်းကရွာတေကခွဲကိုကျွန်တော်သားကလှူတာပါ။စာကြီးတိုင်းနဲ့လိုအပ်တဲ့စာအုပ်တွေပရိဘောကပစ္စည်းတွေအတွက်ကုန်ကြစီအားလုံးကိုတော့မန္တလေးကကျွန်တော်တပည့်မောင်မြတ်တော်ကကျွန်တော်နဲ့အတူပူပေါင်းလှူပန်းပေးသွားမှာပါ။ဆရာကြီးတို့ကြီးပဲတက်တက်လှူကြမှာလား။အဲ့ဒီလိုတော့မလုံးနဲ့လေကျုပ်တို့လည်းအတူတူပါဝင်ပြီးလှူမှာပေါ့။လူအုပ်ထဲမှာတယောက်တစ်ပေါက်အတန်တွေထွက်လာကြ၏ဆယ်အိမ်မှုများကပါဝင်ပြောနေတော့ဆရာကြီးကလက်ကပြ၍ရင်းနေလျက် ဒါကတော့ဒီလိုရှိပါတယ်ခါတိုင်းနှစ်တွေကရံပုံငွေစုပေးကြလှူကြနဲ့ဘာတကူမှအကောင့်ထဲပုံမလာတော့အဲ့ဒီလိုဖြစ်တွေ့ကြအောင်ကျွန်တော်တို့ကရံပုံငွေကောက်ရမှာအာဏာမိပါတယ်စာကြည့်တိုက်ဖွင့်မှုကိစ္စမြတ်တော်ကကျွန်တော်ကိုလာတိုင်မင်းတော့ကျွန်တော်လဲအစကတော့ရံပုံငွေကောက်ဖို့တွေးတာအဲ့ဒီမှာကျွန်တော်သားအောင်ခန်းနေကိုတော့ကရံပုံငွေကောက်ဖို့ကန့်ကွက်တယ်သူတို့ကပဲလှူမယ်ဘာညာပေါ့လေ ဆရာကြီးတို့ကိုတော်တို့ကတထွေးတွေမှသိပါရဲ့ဗျာခါတိုင်းနှစ်တွေကရံပုံငွေတွေဆုံးကုန်တာလဲအရင်အုတ်ချုပ်ရေမှုတွေလက်စားသွားလို့ဖြစ်ကြတာဆရာကြီးက ကြာကျုပ်တို့သဘောတူလို့တင်မြောက်ခဲ့တဲ့ဥက္ခရာပဲလေဘာအရေးပဲရှိရှိကြီးရာကအတူတူပူပေါင်းပါဝင်ရမယ်လို့ဆရာကြီးပဲပြောထားပြီးတော့အခုရံပုံငွေလဲထည့်ရမှာပေါ့အားနာစရာမလိုပါဘူးဆရာကြီးရဲ့ဆရာကြီးကိုယုံကြည်လေးစားပြီးသားပါရွာသားတွေ တယောက်တခွန်းဝိုင်းပြောနေကြပြီးထင်းနေလင်းတို့ကျောင်းဆရာအုပ်စုကလည်းရွာသားတွေစကားကို ထောက်ခံကြသည်ဆရာကြီးတို့နဲ့အတူတူပူးပေါင်းပါဝင်ခဲ့ပေးပါတောဆိုတဲ့ကောင်ဒီလိုတယောက်တည်းကြိတ်လူလိုဘယ်ရမလဲအားလုံးရဲ့အတန်တွေကိုနားထောင်ရင်ဥက္ကရာကြီးဦးဆန်ရွှေပီတီတွေဖြာနေက ကျွန်တော်ကိုတော့ကိုဖုံးဆက်ပြီးပြန်ပြောပြပါမယ်။အခုလိုရွာသားတွေဘက်ကစီးစီးလုံးလုံးနဲ့ပါဝင်ပြီးတဲ့အတွက်ကျွန်တော်တကယ်ကိုဝမ်းသာပါတယ်။ပီတိလည်းဖြစ်မိပါတယ်။လာမယ့်နှစ်မှာအလဲတန်းကျောင်းတရားဝင်ဖွင့်ခွင့်ရပြီးကျောင်းကိုလည်းပြင်သစ်နာပြင်ဖို့စာကြည့်လိုက်အတွက်ရောကျောင်းဆောင်တစ်အတွက်ရောလုံပန်းဖို့အားလုံးကဝိုင်းဝန်းပြီးတော့ပူပေါင်းဆောင်ရွက်ပေးကြပါအောင်လို့တိုက်တွန်းရင်းနဲ့ဒီနေ့အစည်းအဝေးကတော့ဒီလောက်ပါပဲခင်ဗျာ။တက်ကြွစွာလက်ခံကောင်းကင်ကြသည့်ရွာသားတွေကိုကြီး၍ ဥက္ခရာကြီးကျင်နဲ့ပြုံးပြုံနေလျက်ခေါင်ဖျားတော်ကြသည့်ဒေတာကဖိုးကွင်းရွာ၏အာယုံဥနေအောင်ကြီးကိုသူပင်စင်သက်မပြေခင်မြင်ခွင့်ရခဲ့ပြီကောရှေးငါဘာသာကွာရွှေကဖုံထဲမှာအောင်စရင်တွေကြီးရင်ရုတ်တရက်ထခုံဤ အရာထာနောက်ကြသဖြင့်ဒီနေ့အောင်စရင်ထွက်မိအကြောင်းကိုမေးနေခဲ့သည်။စောင်းတွေခေါက်ခြံောင်တွေတင်းရေငုတ်တုတ်ထိုင်နေကမှအမှက်ရသဖြင့်ဖုံးဖွင့်ကြည့်မိတော့ယူပဗေဒတပါတာမှ လွဲ၍ဂုံနူးငါးပါတာပါလာသည့်သူမနာမည်ကိုတွေ့ရသည်။မန်းထားသည့်ဂုံနူးတွေအတိုင်းပါလာသဖြင့်ဝန်တာစိမ့်နှင့်အတူဥတော်ကို ဖြတ်ခနဲသတိရသွား၏။ နောက်နှစ်ဆယ်တန်းအောင်ရင်ဦးတော်ကရှဲစုချမည်ဟု ပြောခဲ့တာမှတ်မိသေးသည်။သူမှစာမှုပွဲအောင်သည့်အကြောင်းဦးတော်အနည်းနှင့်အမြန်တည်သွားလိမ့်မည်။ဘာစုတွေများပေးလိမ့်မလဲ။မနစ်ကရွေးကောက်ပွဲအပြီးမန္တလေးပြန်ရောက်ခရဲကဦးတော်နဲ့မတွေ့ရတော့တာဒီနေ့အထိကြာခဲ့ပြီ။ သူမအတွက်မုတ်တွေလိုအပ်သည့်စားအုပ်နဲ့အသုံးဆောင်ပစ္စည်းတွေကိုလူကြုံနဲ့တာပို့ပေးတက်ခဲ့ပြီးဥတော်ကတော့စာမေးပွဲရမှာတော့လူကိုယ်တိုင်လာမတွေ့ခဲ့ပါ မန္တလေးကိုပြန်လိုက်လာကြတဲ့ကဥတော်မျက်နာသည်တခြားလူတယောက်ကဲ့သို့ခြားနာပြောင်းလဲသွားခဲ့၏သူမကတော့ဥတော်ပြောင်းလဲသွားခဲ့သည့် အကြောင်းရင်းကို နားလည်နေသူမှထွေးထူပြီးအံ့ဩခြင်းမဖြစ်မိခဲ့ပေ ။သို့ပေမဲ့ဥတော်စီက ဖုံးဆက်ပြီးဂုံပြူသည့်စကားလေးတစ်ခုတော့ကြားခြင်းမိသည်။တယောက်တည်းအတွေးများနေပြီးမှ စိတ်ကို ပြန်တင်းဖြစ်၏။ဟင်းသူမဆက်လဲနေပေါ့။ကောင်းမလိုက်ပြီးမျက်နှာတည်သွားသည် စပွဲပေါ်ကဖုံးကို မျက်စောင်းထိုးရင်းကြွေကောက်လိုင်းထနေသည့်ပျော်နွဲ့နွဲ့စပင်တွေကိုတစ်ချက်ခါ၍အောက်ထက်သို့ပြေးဆင်းလာခဲ့၏အဲအောက်ထက်မှာမမေကို မတွေ့ရပါ ဖေဖေကတော့မနေ့ကလေးကအုပ်ဖို့ရွာဘက် အကြောင်းဝယ်ကိစ္စတခုနဲ့ခရီးသွားနေတဲ့ဖြစ်ရနေနဲ့ကြအောင်မြည်ထင်ဤဖေဖေမရှိသည့်ရက်တွေဆိုရွှေခဲတို့သားမီးနှစ်ယောက်သာအိမ်မှာကြံခဲ့တတ်ပြီးမိမိကိုကူပေးဖို့ကရွှေခဲတာဝင်ဖြစ်လာသည် အခုလည်းမိမိကုံစိမ်းတန်းမှာဈေးသွားဝယ်တာပဲဖြစ်မည်စေတန်းအောင်သည့်အကြောင်းတော့ပြောရမယ့်လူမရှိလို့မကြွားနိုင်သည့်အဖြစ်ပါလား ကိုအဖြစ်ကိုတွေး၍မကြီးအားတော့ပဲနွားတင်းကုတ်ထဲကနွားချီတွေကျုံရသည်တဲရင်လုံးမှာရှုပ်ပွားနေသည့်တရွက်ချောက်တွေအမိုက်တွေကိုရှင်ရ၏မနှစောစောနေသိမ့်မမြင်ခင်မှာအပီးစီလောက်ရသည့်နေစာဒူဝါအလုပ်တွေဖြစ်ကထိုအလုပ်ကြောင့်ပဲအိယာစောစောထားရသည့်အကျင့်ကိုငွေမြူထားရသည် မဟုတ်လည်းဖုံထူမီ နေလောင်မီမျက်နာမှာတင်းတိတ်တွေဝက်ချံတွေလဲဆွဲအောင်မီ တန်ရှင်းရေးအလုပ်တွေပြီးသွားလျင်ညနာသေးခြေလက်စေးပြီးခေါင်းပြီးရသည်ပခုံးတတခတ်မဲရှိသည့်စပင်တွေက ခွေကောက်နေသည်ဖြင့်ဘလောက်ပဲရှိရှိတိတ်မတိတာမှန်ထဲမှာပြင်မြင်ရသည့်ကိုမျက်နှာဟာမန္တလေးမှာနေတုန်းကလောက်စူပြေခြင်းမရှိတော့ဘဲညုံမွဲ့မွဲ့ဖြစ်နေသည် တွင်တိတ်ဝချံတွင်မရှိတာပဲတော်သေးသည်ဟုတွေး၍တနခါကိုထူထူလိမ့်လိုက်၏လေပင်တွင်နရက်တွေကိုပါပုတ်သက်လိမ့်ချံပြီးမှမနှက်စာစားဖို့မိဖို့ကြောင့်လည်းဝင်ရသည်မိဖို့ကြောင့်လည်းမှာမိဖို့ပေါ်တင်ထားသည့်ချမောင်ရင်တအိုးပဲရှိကကြောင်ရင်ထဲမှာတော့စက်သားကျော်ပကံကိုတွေ့ရ၏ ထမင်းခုခတ်ပြီးမှ မစားရသေးပဲမွေးသမီးခင်တည်ထားသည့်ချမောင်ဟင်းအိုးကိုရောက်မှနေမွေး၍ညီဆန်းကြည်ရသည်သည်ဟင်းအိုးကျဲ့၍ပြန်ချလိုက်သည့်အချိန်မှာပဲဒေါ်ရွှေရန်အသီးအရွက်ချင်းကြီးဆွဲ၍ပြန်လာသည် ဟောသမီးထမင်းကျန်းစားတော့မလို့လားမိမိကဘူးရွက်ဟင်းချက်အောင်မလို့လုပ်နေတာဘူးရွက်ဟင်းချက်တဲ့ဒီစောင့်ရရင်တော့မနှက်စာကိုနေ့လယ်စာနဲ့ပေါင်းစားရလိမ့်မယ်မိမိရေဈေးတော်တိုင်းကြာချက်ကတော့သမီးရောက်တန်ရှင်းလုပ်ပြီးနေပြီ ဈေးမှာမာလာနဲ့စကားကောင်းနေလို့ပါအခုမှပဲမမေတတိရတယ်မာလာသမီးတော့ဆယ်တန်းအောင်နေတဲ့မမေကဒီနေ့အောင်စင်းထွက်မဲ့နေ့ဆိုတာမင်းနေတာကြည်စမ်းသမီးရောအောင်လားလိုင်းပေါ်ကနေကြည့်လို့ရတယ်ဆိုဟောမမေကိုသမီးကိုအောင်တလားမိတာအထင်သိပ်စမောသွားပြီဂုံနုဘယ်နှခုပါလဲမေးရမှာမဟုတ်ဘူးလားဟိဒါဆိုသမီးဂုံနုပါတယ်ဗောမမေကအယောင်လက်နေသည်မြဝန်းများဖြစ်အံ့ဩစွာမင်းနေတော့ ရွေခဲကလက်ငါးချောင်းထောင်ပြသည်အဲငါးခုလားငါးပါတာတောင်ပါတယ်ပေါ့ဟုတ်လားမိမိမျက်နာဝမ်းသာအေးလေးဖြစ်သွားကရွေခဲကိုပွေဖက်နမ်းမွေတော့သည်အမလီမိမိသမီးငါးပါတာတောင်ပါတယ်ပေါ့တော်လိုက်တာသူမပါပြင်ကိုတရွှွှွှွှ့နမ်း၍ချီးမွမ်းမဆုံးပျော်မဆုံးရှိနေပြီးမှသမီးဖေဖေစီဖုံးဆက်အောင်မယ်ဘယ်ရောက်သွားလဲဖုံးတွဲရွှေရန်ဟင်းချရမည်အဖြစ်ကိုပင်မိနေပြီး ဖုံးပြေရှာတော့တယ်ဖုံးရှာနေစဲမှာပဲဗီဒီယိုပေါ်ကဖုံးမြည်လာတဲ့ဖြင့်ရွှေခဲကိုယ်တိုင်ဖုံးထားကြိုင်လိုက်ရသည်မိမိဖုံးကဒီမှာပြောတော့ရှိသည်ဖဖြစ်စီကဖုံးလာနေတာမိမိပဲပြောလိုက်တော့ဒေါ်ရွှေရန်ကရွှေခဲလက်ထဲကဖုံးကိုကပြကြရဆွဲယူ၍ဟယ်လိုဟုပြန်ထူရင်းစပီကာဖွင့်လိုက်၏ဟယ်လိုကိုထွန်းအခုပဲကိုထွန်းစီကြုတ်ဖုံးခေါ်တော့မလို့တမိစာမွေးဝဲအောင်လည်းတိလားဂုံလုံး၅ပါးသားတော့ပါတယ်တော့ အေးငါသိပြီပြီငါကိုကိုတော်ဖုံးဆက်ပြီးပြောတာအဲ့ဒါကြောင့်အခုဖုံးဆက်တာငါသမီးတော်ရဲဆိုတာငါသိပြီတာကိုတော်ကဖုံးဆက်ပြီးပြောတာလားသူကဘလို့သိရတော့သမီးပြောလိုက်တာလားဒေါ်ရွှေရန်ကဖုံးပြောနေရင်သူမဘက်ကပါလှည့်မင်းနေသေးသည်မပြောရသေးပါဘူးမမေကလည်းရွှေခဲကောင်းခါ၍နင်းသည်တဖက်မှာဥပေါ်ထွန်းကအရှင်ကြီးက ကိုတော့ကအွန်လိုင်းကနေကြည့်တာတဲ့မငယ်။ငါလည်းအစကသမီးဖုံးဆက်ပြောတယ်ထင်နေတာ။ကိုတော့ကလှုပ်တွေများနေတာနဲ့သမီးကိုလည်းဖုံးဆက်မပြောရသေးဘူးတဲ့။ရွှေခဲလိုက်ခနဲ့ကျင်းနူးသွားကတချက်တော့ပြုံးမိလိုက်ပြီးမှမျက်နာပြန်တီသွားသည်။ဖေဖေကိုတော့ဖုံးဆက်ပြောနေပြီးသူမစီကြဖုံးဆက်မိဖို့တောင်အလုံးမအားသေးဘူးလေ။မကျင်းတဲ့စိတ်ကပြန်ယုံကြလာကဘူးရက်တင်နေတာတောင်စိုးစိုးဆက်ဆက်ဖြစ်လာ၏။ဖေဖေကတော့လိုချင်တာဝယ်ပေးမည်ဟုပြော၍ဖုံးချသွားပြီး ကိုတော့ကလှုပ်တာများတာတမီးအောင်စင်းကိုတော့တကူးတကကြည့်ပြီးရှာတာမိမိကတော့ကြံဖန်ပြီးကျင်းနေနေသေးသည်ရွှေကဘူးရသွင်းပြီးဒီအခိုက်မှာပဲပူစုမနဲ့ဒေါ်လုံးညိုတို့အိမ်ထဲဝင်လာကြ၏ရွှေကလေးရေတော်လိုက်တဲ့ရွှေကလေးဂုံနှူးငါးပါတာတော့ပါတယ်တဲ့ပူစုမကဝမ်းသာအားရလေးတန်းနေပြောရင်ရွှေကပြီးမှဝင်ထိုင်၏ဒေါ်လုံးညိုကလည်းဒေါ်ရွှေရံပြီးမှထိုင်လိုက်ပြီးဖြစ်လျက် ငါသမီးစာမီးပွဲအောင်တဲ့ကြောင်းတားကဖုံးဆက်ပြောလို့ချက်ချင်းထလာခဲ့တဲ့ညီမရေဂုံလူငါးခုတောင်ပါတယ်ဆိုပဲဟုတ်ပါအမရေခုနကပဲကိုထွန်းဖုံးဆက်တယ်လေကိုတော့ပြောလို့တဲ့သူလည်းသိတာတဲ့ဒေါ်ရှင်ရန်ကပီတိဖြာနေစေမျက်နှာနဲ့ပြုံးရရှင်မျိုးနေဤသမီးလည်းတားဖုံးဆက်ပြောမှသိရလားဒွန်လုံးညိုအမိကြောင့်ရွှေခဲစူပွားပွားမျက်နှာနဲ့ခေါင်းခါပြသည်သမီးကကို့ဘာသာကြည့်ရမင်းညိုဦးတော်ကသမီးစီဖုံးမဆက်ပါဘူ မနစ်ကစာမွေးပွဲအောင်ရင်ဆုချမယ်ပြောထားပြီးဆုချရမှာစိုးလို့နေမှာပေါ့အမလေးငါသမီးကအဲ့ဒါကိုစိတ်ကောက်နေရလား तू ဆုမချရင်မင်းညိုကဆုချမှာပေါ့သမီးကြိုက်တာပြောစမ်းမင်းညိုပတ်စံအိပ်ပိုက်ပြီးလိုက်ဝယ်ပြီးမေဒေါ်လွင်ညိုပြောလိုက်မှရွှေခဲမျက်နှာပြုံးပြေးသွား၏ဒေါ်ရွှေရန်ကရွှေခဲကိုမျက်စောင်းထိုး၍တွေ့လားအမသမီးကသူ့ကျင်နဲ့ရဲ့မျက်နှာကတမျိုးအပြောင်းလဲကိုမြင်တယ် သမီးလိုချင်တာရရစီမယ်မပူနဲ့သမီးကိုကြီးကလည်းတိတဲ့အတိုင်းအလောက်ကခက်များများရဲ့မင်းညိုနဲ့ဖုံးပြောနေရင်တော့နောက်ဖုံးဝင်လာလို့ဒါပဲနော်ဒီလောက်ပဲနော်ဆိုတာကြီးပဲသူလည်းသမီးကိုစုချဖို့မိမယ်မထင်ပါဘူးသူမိနေရင်မင်းညိုကတတိပေးလိုက်မှာပေါ့နေပါစီမင်းညိုမင်းညိုပြောမှတတိရပြီးစုချမယ်ဆိုသမီးကလည်းမလို့ချင်ပါဘူးမပေးလေနေပေါ့အော်ဒီကလေးနဲ့ရွတ်ပြန်ပြီတော်ရှည်ရန်ကဟန့်လိုက်တော့ဘုစုမတို့ကချက်တုန်ဒီကုနာပေးရင်ရီမောမပြတ်ရှိနေကြ၏ ထိုစဉ်ရွှေခဲ့ခေါ်တန်နေအတူအိမ်ထဲသို့ဆိုင်ကယ်မဝင်လာသူကပုချွန်းဖြစ်၏ပုချွန်းကဆိုင်ကယ်ပေါ်မှာဆင်းမလာပဲဒေါ်ရွှေရန်တို့ကပါဝေကြည်ပြီးမှအုပ်ကြီးကငါတို့ကိုခေါ်ခိုင်းလို့အဲ့ဒါနင်းလဲအခုလိုက်ခဲ့အောင်စတင်ချောင်းကိုဘာဖြစ်လို့ခေါ်တာတော့ကိုကြရင်တိမှာပေါ့အခုငါနဲ့တခါလဲလိုက်ခဲ့လာသူ့ကိုခေါ်သွားမယ်နော်ဒေါ်လီ ပူချုံကအရေးကြီးနေသည့်ပုံစံဖြစ်ကဒေါ်ရွှေရန်စီကခွန်ပြူချက်ပါတောင်းလိုက်သည်ဤရွှေကမနေတာတော့ပဲပူချုံဆိုင်ကဘောဘေးတဆောင်ထိုင်လျက်လိုက်လာရတော့သည်ဘာကိစ္စခေါ်တာတော့လို့ပြောပူချုံဆိုင်ကကြောင်းဝင်းနေသူရက်သွားသည်နှင့်ရွှေကထပ်မီးပြန်သည်ပူချုံကဆိုင်ကတော့ဖြုံး၍ပစိုးခါကြတဲ့ထိုးလိုက်ပြီးမှကျောင်းအုပ်ကိုလက်စားမှုနဲ့တရားဆွဲထားတယ်။ငါတို့ရှစ်တန်းနေကတရားမဝင်ကောက်ခံခဲ့တဲ့ကျောင်းဝင်ကြီးကိစ္စတွေပါမေးဖို့ဆိုပြီးခေါ်လာတာ။အခန်းထဲရောက်မှသိလိမ့်မယ်။ ပူချုံနေရွှေကအကြောင်းရုံကန်နဲ့ရောက်လာကြတော့ရုံကန်ထဲမှာဆရာဆရာမများအကြီးတန်းကျောင်းသူကျောင်းသားများနဲ့ရွာလူကြီးကအစားရှေ့နေပညာရေးမှုအစုံစုံညီစွာ ရှိနေကြသည်၂012ခုနှစ်ကနေ2016မတိုင်ခင်အထိဆရာမတရံမဝင် ကောက်ခံထားတဲ့360ဝန်းကျင်ရှိတယ်လို့သိရတယ်အလေတန်းကျောင်းဆောင်အတွက်အထက်ကချပေးတဲ့ငွေတွေကိုလည်းစည်ရင်းဖြောက်ထားတယ်လို့ပြောတယ်။ဆီယာမဘာညင်းအောင်ပါလဲ။ ဥက္ခရာဦးဆန်ရွှေကဒိုင်ခံမင်းနေပြီးကျောင်းဥဆရာမကတော့မျက်နှာတင်းနေသည်ကျမဘက360နီးပါးတရားမဝင်ကောက်ခံထားတယ်လို့ဘာကိုကြည့်ပြီးဆွဆွဲတာလဲဥက္ခရာကြီးဒေါခင်တန့်စင်ကဘာအချက်လက်မှမရှိပဲကျမကိုတိတ်ခါကြအရှက်ရအောင်လှုပ်ကြံတာပဲကျမကိုဒီကျောင်းကနေပတ်ထုတ်ဖို့တမင်တက်တက်ကြောက်တွန်းနေတာတခြားဆရာဆရာမတွေလည်းသိတယ်ကျမတခါမှအဲ့လိုမလုပ်ဘူးဆိုတာ ကျောင်းဆရာမဒေါခင်တန်စင်ကိုမကြေမချမ်းဝေကြည်၍တခြားဆရာဆရာမတွေကိုပါဆွဲထဲရင်တတ်တူထူနေ၏ဆရာမဒေါခင်တန်စင်ကတည်ငိမ်စွာရှိနေကရှေးကဲတို့ကျောင်းသားအုပ်စုကပြက်တနာကိုငိမ်သက်စွာနားထောင်နေရ၏ဆရာမဒေါခင်တန်စင်ကရောသူနှစ်တိုင်းလက်ပေးလက်ယူလုပ်တယ်ဆိုတဲ့ကိစ္စကိုဘာဖြစ်လို့အခုမှတရားစွဲရတာလဲရှေ့နေနေလိုက်လာသည်လက်ထောက်ကဝင်မေး၏ ကျမဒီကိစ္စတွေကိုသိပြီးကလေးကအရင်ရက်ကြီးအုပ်ချုပ်ရေးမှုတွေကိုတိုင်ခဲ့ပါသေးတယ်။ဒါပေမဲ့သူတို့ကပေါင်းစားပေါင်းကြံနေလေ။ကျမတိုင်နဲ့အချင်းနီးပဲရှင်။အခုတရားစွဲဖို့ကိစ္စအတွက်ရှင်တို့ရောက်လာတာတော့ဆရာကြီးဥဆန်ရှိကြောင်းမှာမဟုတ်ရင်ဒီပြဿနာတွေရဲ့အကျိုးဆက်ကိုဒီเจ้าကကလေးတွေနှစ်စင်းနှစ်တိုင်ခံနေရအောင်မှာဆရာမအပြောကြောင့်ထိုလူကြီးမင်းများကလက်ခံခေါင်းငိမ့်သွားကြကဒါဆိုဒီเจ้าကဆရာဆရာမတွေကရောเจ้าအုပ်တရားမဝင်ကောက်ခံထားတဲ့ငွေကြေးကိစ္စတိထားတဲ့သူရှိသေးလား ရှေ့နေကြီးကဆရာဆရာမအဖွဲကိုမေးပြန်သည်ဘသူမှဘာမှမပြောကြဘဲအတန်တိတ်နှုတ်ဆုပ်နေကြပြီအတန်ကြာမှကျွန်တော်သိပါရခင်ဗျာဆရာမတွေကြားထဲမှာလက်ထောင်ကြီးပြောလိုက်သူကထင်နေလေကျောင်းကိုယ်တိုင်ထင်နေလင်းဘက်ကိုအလန့်တကြားလှည့်ကြည့်လိုက် 2012ကနေ2015အထိចောင်းသားတယောက်ကိုចောင်းလာကတပေါင်းလုံးកောက်ပါတယ်ကျွန်တော်တို့လူရွာကလုံအပ်ပြစရာတွေတက်កောက်တယ်လို့ခေါင်းစဉ်တက်ပေမဲ့ကျွန်တော်တို့အဲ့ဒီပမာဏရဲ့20ရာခိုင်နှုန်းလောက်ပဲရတာပါចံတဲ့កောက်ခံငွေတွေကိုဘာအတွက်ချန်ထားလဲဘာအတွက်သုံးလိုက်တလေဆိုတာစရင်တိကျမရှိပါဘူး ။ထင်းနေလင်းကဒိုင်ခံပြောနေပြီမဲ့ကြံသည့်ဆီယာမတွေကငြိမ်သက်နေကြစေ။ရွှေခဲကပုချုံးတို့အနာမှာထိုင်နေရင်ဆီယာမတော်ရင်ကြီးများထပြောဦးမလားဟု တွေးရအကဲခတ်နေသည်။ဆီယာမကတော့အတန်သိထိုင်နေမည်ဖြစ်ကဆီယာနေလင်းနဲ့ဆီယာမဒေါခင်တန့်စင်သည်သာတဖက်သေးလို့ဖြစ်နေ၏။တခြားဆီယာမတွေဒီကိစ္စသိတယ်လို့ပြောနိုင်တယ်သူမရှိတော့ဘူးလား။မြို့နယ်ပညာရေးမှူးကထပ်မေးပြန်သည်။ ထင်းထင်းလေးမှလွဲ၍ဘသူမှ စကားမဟာကြတော့ပဲရွှေခဲတို့ចောင်းသားတွေကိုလှည့်လိုက်ចောင်းသားတွေကရောအလဲတန်းចောင်းအတွက်ចောင်းအုပ်ကငွေကောက်ခံနေဆိုတာဟုတ်သလားចောင်းသားများဖြေရမည်အလဲရောက်လာပြီမို့ရွှေခဲထားရဲ့ဤဟုတ်ပါတယ်တလကိုတက်တောင်းកောက်တာနှစ်တိုင်းလိုလိုပါပဲမတက်နိုင်တဲ့သူတွေစီကလည်းယူပါတယ်အဲ့ဒီငွေမပေးနိုင်လို့ចောင်းထက်လိုက်ရတဲ့သူတွေတောင်ရှိပါတယ် သူမကခက်ကြဲကြဲပြော၍ဘေးမှာထိုင်နေကြသူတွေကိုပါထားရက်ဖို့အမှုအရာလုပ်ပြလိုက်သည်ဤရွှေခဲကြောင်ចောင်းသားအကုန်ဒီပါထားရက်လိုက်ကြကတယောက်တခွန်းပြောရင်းငွေစရင်ကိစ္စတွေအကုန်ပေါ်လာတော့သည်ရှင်နေကြီးကခေါင်းတဆက်ဆက်ငိမ့်၍ចောင်းသားတွေကိုပြန်ထိုင်ကြဖို့လက်ပြသည်ထို့နောက် ကျောင်းသားတွေကိုယ်တိုင်ကပါပြောနေပြီဆိုတော့ဒေါ်နီနီတန်းကိုတရားမဝင်ငွေကြေးကောက်ခံမှုလက်ပေးလက်ယူမှုပုံမှန်တွေနဲ့ခုံရုံးတင်တရားစွဲဖို့ခိုင်လုံသွားပါပြီ။ခမားဘက်ကထူးချေလာတင်မှုရှေ့နေငှားလို့ရပါတယ်။အစီရွေပြီးတော့ကျောင်းအုပ်ဒေါ်နီနီသိန်းမျက်နှာဇီးရွက်လောက်ပဲ ရှိတော်သည်။ရွှေကဲကတော့ပါလီယာငပိကြံတော့နင့်ကောင်းမှုနဲ့ကျောင်းအုပ်ကငါတို့ကိုပါချိန်ဆနေလောက်ပြီ။အပြန်လမ်းမှာတာကီးကရှေခဲပေးမှရှင်ရှောက်၍မဲရွယ်ထင်ငုံနေသည် ဒီကိစ္စမှာဝင်မပါရင်နောက်ကျောင်းတက်မဲ့ကလေးတွေငါတို့လိုပဲပူးမတိဖားမတိကျောင်းလာကမတန်တဆပေးနေရမှာပေါ့အေးပါဆရာမကြီးရဲ့နေမဲတိပါတယ်တာကြီးပြုံးမဲ့မဲ့ကြီးဖြစ်သွားစေသူတို့နောက်မှာကတ်လိုက်လာသည်ကောင်မလေးကရွှေခဲကိုလှမ်းခေါ်သည်မမရွှေခဲမမဒီနေ့အောင်စရင်မှာဂုံနှုံးငါးခုနဲ့အောင်တာဆိုထိုကောင်မလေးစကားကြောင့်တာကြီးတို့ရွှေခဲကိုမယုံနိုင်သလိုကြည်လာကြ၏ဆိုင်ကယ်ဆက်နိုးပြီးသည်ပုချွန်းပင်ဆိုင်ကယ်တော့ကိုရောင်ရမ်းဖြုတ်လိုက်မိသည့်အထိအံ့ဩသွားသည် ရှိခဲ့နင်တော်လာကြည်လားဆောင်းမွေးပွဲအောင်တဲ့အကြောင်းဘာလို့မပြောတာတော့နင့်ရဲ့စာဂုံယူပါတယ်ဟာတာဂီကလိုက်လဲစွာဂုံပြူစကားဆို၍သူမလက်ကိုဆွဲရန်ခါနေတော့ဤပုချွန်းကပါဆိုင်ကယ်ပေါ်မှာဆင်လာကဆရာမကြီးကတော့ရာဇဝင်အပြတ်မခံဘူးကွန်းကွန်းမှာငါတို့ကိုမဝယ်ကြည်လေနော်ဆက်ပြင်းပြင်းမျက်နှာကြီးနဲ့ဝင်ပြောလျင်ရွှေကယ်မျက်စောင်းထိုးရင်းဒါမျိုးပြောဖို့ကြမျက်နှာကစီတုပ်ထားသလားမှတ်ရတယ်ခု မဲရွယ်ပြော၍မုတ်ကျွေးဖို့ခတိပေးလိုက်ရတော့သည်နာဆင်ပေးကြတဲ့အားလုံးကိုကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်နောက်ရက်တွင်မှနောက်ထပ်အပိုင်းသစ်တွေကိုဆက်လက်ဖတ်ပြပေးတော့မှာပဲဖြစ်ပါတယ်ရှင်အားလုံးပဲဘေးရန်ရေပင်ရှင်ကြပါစေရှင်